ားပါရှင်ကျမကတော့ချီချိုဆက်မှာ ဒီပပယောမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ပြည်တွင်း73စီဈေးတွေလေးဘက်ဇက်တိုက်ပြန်ကျဆင်လာပြီး DC 92 RON တလီတာကို7900အောက်ကိုရောက်ရှိလာပါတယ်။ဆက်သုံးစီတင်သွင်းသူလောင်ဖြတ်မြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ဆက်သုံးစီညွှန်စေနှုန်းတွေအရအော်တိုဘားလ29ရက်နေ့မှာ DC 92 RON တလီတာကို2680ကျပ်95 RON တလီတာကို2960ကျပ်ဒီဇယ်တလီတာကို2380ကျပ် ပရီမီယံဒီဇယ်1လီတာကို2900ကျပ်ရှိပါတယ်။လက်ရှိကျဆင်းလာတဲ့လောင်စာဆီစဉ်နှုန်းတွေဟာနှစ်လအတွင်းအ ਨੇ စုံစည်းတန်းကိုပြန်ရောက်ရှိလာတာဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာပထမပတ်ထိ1လီတာကိုကျပ်3000ဝန်းကျင်မှာပဲအတက်ကျရှိနေခဲ့တာပါ။လက်ရှိမှာဒေါ်လာလဲနှုန်းကျဆင်းလာမှုကြောင့်ပြည်တွင်းဈေးနှုန်းတွေပြန်ကျလာတာဖြစ်တယ်လို့ဈေးဝယ်ဆောင်ကြည့်သူတွေက သုံးသပ်ကြပါတယ် ကမ္ဘာစည်းကွက်မှာလဲ brand ye nan sei sei nong ga october 24ရက်နေ့မှာတစီကို american dollar 66ဝန်းကျင်ရှိနေပြီးနှစ်ပတ်အတွင်းအမြင့်ဆုံးဈေးတန်းကိုရောက်ရှိနေပါတယ်တစ်ဖက်မှာတော့စတက်လက်အောက်ခံဘ ഹു ဘန်ကစက်သုံးစီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာသန်း30ရောင်းချပေးမယ်လို့ပြီးခဲ့တဲ့ october 21ရက်ကကြေညာထားပြီးအခုလအတွင်းစုစုပေါင်းဒေါ်လာ112သန်းခန့်ရောင်းချပေးပြီးဖြစ်ပါတယ်ရှင် မကွေးတိုင်းစိတ်ဖြူမြို့နယ်ထဲကစစ်ကောင်စီတက်စခန်ဂိတ်ကိုအော်တိုဘားလ29ရက်မနက်ကတက်ခိုက်ခဲ့လို့စစ်သား၄ယောက်သေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်16တည်ရင်စီကနေသိရပါတယ်။အဲ့ဒီတိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့ဘက်ကစစ်ကြောမှုတယောက်ကြဆုံခဲ့ပါတယ်။စိတ်ဖြူမျိုးနဲ့တန်စလုံရွာမှာဂိတ်ဖွင့်ပြီးငွေတောင်းနေတဲ့စစ်တပ်စစ်စေဂိတ်ကို တော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာပါ အဲ့ဒီတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်အမှတ်၁၉တပ်ရင်းနဲ့ရေနသာကော်လံမကွေးတိုင်းပကဖရွေရှာစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးရေနသာကော်လံရဲ့စစ်ကြောင်းမှုကြဆုံခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်တဲ့နေရာဟာစိတ်ဖြူမျိုးနဲ့နှမိုင်ခွဲလောက်ပဲဝေပြီးဘန်ကာနှစ်ခုကိုဒေါ်လာရေးတက်တွေသိမ်းပြီးချိန်မှာစစ်တပ်စစ်ကူတွေချက်ချင်းရောက်လာတယ်လို့ပခုတ်ကူခရိုင်အမှတ်၁၉တပ်ရင်းရဲ့ပြောရေးဆိုခွင့်ရှိသူကိုကြပေါက်က DBB ကိုပြောပါရတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်သား၄ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရသလို MA3 တနက်တလက်ကြီပေါက်၃ပေါက်5.56ကြီအတောက်ရေ130နဲ့အတူတခြားဆက်ဆက်ပစ္စည်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့လည်းသူက ပြောပါတယ်ရှင်။ ကော့ဂရိတ်အောက်ဘိုရဲလမ်းမိုင်းကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိ ंछ ုံနိုင်ဖို့စစ်ကြောင်းထိုးနေတာကြောင့်ဤတိုင်းလိုလိုတိုက်ပွဲတွေဖြစ်ပွားနေပြီးဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရေးတရေမြင့်တဲ့ဒေသခံတွေကပြောပါတယ်။အောက်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ကင်းမီနေဂိုရင်းမြို့ကြီးကနဘူးကော့ဂရိတ်အောက်ဘိုဒဲလမ်းမိုင်းကိုစစ်ကောင်မရှင်တက်ကပြေဝပြန်လည်ထိ ंछ ုံနိုင်မှုနဲ့နမည်ဆိုးမှုနိုင်မှု တိုးတက်သောဗုဒ္ဓဘာသာကင်းရိုးသားတက်မတော် DKBA ပုံပြီးဖွဲ့နေရာတော့တဲ့ BJF ကူညီနဲ့စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပါနေပါတယ်။ဒါအပြင်စစ်ကောင်ရှင်တက်ကအင်အားတွေထပ်မံဖြစ်တင်းနေတာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်လို့စစ်ရေးသတင်းမြစ်ကပြောပါတယ်။တွေ့တော့ပဲမှာတော့ကျွန်တော်တို့ကနေ့စဉ်နဲ့မြန်တော့ဒီတွေတိုက်ပွဲတွေတော့မှာနေ့စဉ်နဲ့မြောက်တိုက်ပွဲတွေကြောကြောကြော ပေါ့ဆောက်ရှိပေါ့နော်ဟိုညလူကဒီကျွန်တော်တို့ကိုထုံးနေတော့ဒီညမတိုင်တော့ဒီဟိုတင်းတော့ပချာတော့ဘာလို့ပချာနေဒီညမတော့ပချာနေသူကသူကတောက်လျှောက်ပဲနော်သင်ရတယ်ကြည့်ပြီးတော့ဟုတ်တယ်ဟုတ်တယ်ကိုယ်သူတို့ကထုံးတဲ့တိုင်းပဲဒီညာမြရာတွေကိုတောက်ပြနေပေါ့နော်တောက်ပြနေသူတို့ကပုံမှန်လို့ပေါ့နော်အဲဒါကျိုးအိမ်တွေဝင်နေတဲ့သူတွေကိုပန်းခေါ်ပေးပါရှိတယ်အဲ့တော့ညမနေတဲ့ရှိတယ် ပြီးခဲ့တဲ့အော်တိုဝါလာ၁၀ရင်းဒီကစစ်ကောင်စီပူပေါင်းတက်တယ်နဲ့ရဲလလင်ပူပေါင်းတက်တို့တိုက်ပွဲတွေဖြစ်ပွားပြီးစစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တာကြောင့်နီနာကြီးရွာကဒေသခံပြည်သူတွေကိုလူသားတိုင်းပြန်ဗန်စီထိန်သိမ်းပြီးလိုက်နေခတ်ပါတယ်လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအပြင်စစ်တပ်ဘက်ကအင်အားပြင်းထန်ပြီးစစ်ကြောင်းထိုးနေတာကြောင့်ထီဘိုဆန်နန်းရွှေမိတ်မိဖာလဲနောင်တပွဲနောင်ကိုင်းနောင်တပံမြဘတိုင်းနောင်မီစတဲ့ကြီးရွာ၂၀ကတောင်းတဲ့ချီရဲ့ဒေသခံတွေဟာ ခပြေတိန်ရှောင်ရပါတယ်။ဟုတ်ကဲ့ပေါ့နားတော့ရရဲ့ဆန်ရရဲ့နားမဆန်ကြားနေရတာပဲ။သူတို့ကတိုးလ ာပဲညညဘက်ဆိုလာနေဆက်ဆက်ကဆိုညဘက်မှလာအားဖြစ်ပါလေလို့ညနေဘက်မှလာလို့ဒီတော့တက်ဘွဲဖြစ်နေတော့ဒီလာကလည်းတော့ပြေးတာပေါ့ကြောက်ထိုးတော့တက်ဘွဲဖြစ်မှလည်းကြောက်တော့ဘောလေတက်ဘွဲဖြစ်ညာညမှာကြောက်တော့တော့ယူရတယ်လည်းပြန်နေလို့ပြသေးလေအင်းကြီးတို့ဘာတို့ညာတို့ဥစ္စာဟိုပထမကျော်တွေရတယ်သူတို့ထိုင်တာတော့တက်ကမအီးသေးလို့သူတို့ပြောတယ်လေအေးမပြပြလာဝင်တော့ပေါ့ဒါအပြင်ကော်ဂရိတ်ဆက်ကစနစ်ခလ99ကျုံလုံးခမမလေးမှာခမ96ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့အနီးအနားကကြေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာဒုံးနဲ့ဘုံးကျဲတာတွေလှုပ်ဆောင်နေပါတယ်။အော်တိုဘော်လာဆလင်းင်းကြီးကနောက်မိကြေးရွာကိုနေချောင်းကနေဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင်ဒုံးကြီးလက်နက်ကြီးတွေနဲ့ဘုံးကျဲပစ်ခတ်ခဲ့တာကြောင့်နေအများပြားထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်အောင်ခံပါ။ဟုတ်ကဲ့လား ီပီပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချွတ်ချွတ်ဆက်ပါရှင်